ဒေတယသကုမာဧကရာဇာအရိတဝန္နောပထဝိပဘာသောတန်တန်နမတမိဟရိတဝန္နံပထဝိပဘာသံတေဇာဂௌတာဝိဟရေမုဒိဝတံသကုမာလူတတဝါသသောတမေပြင်လုံးရှိတတဝါအပေါင်းဤမျက်လုံးရှိပေထသောဧကရာဇာ တယောက်တည်းသောမင်းဖြစ်ပေထသောဟရိတာဝန်သောရွှေအစင်းနှင့်တူသောအစင်းရှိပေထသောပထဝိပါပါသောတမေပြင်းလုံး၌အယောင်အလင်းကိုပြည့်နှံစေနိုင်ထသောအယံဤနေမင်းသည်ဥဒေတိဥဒီတောင်စွန်းမှတထွန်ဘောထွက်လာပြီ၏ တန်တတမထို့ကြောင့်ရိတဝဏ္ဏရွှေအစင်းနှင့်ဒုသော အစင်းစီပိထသော ပထဝိဘာဘာတံတမေပြင်လုံး၌ပြန့်နှံ့သောအယောင်စီပိထသောတံဘဝံတန်ထို့အရှင်နေမင်းကို အဟံငါတိနမတမိရှိခိုးပါ၏တရအရှင်နေမင်းသည်ဣဇယနေ့အဖို့ဂௌတာဆောင်းဆောက်အကုန်သည်ဖြစ်၍ မယံအကျွန်းနှုတ်တို့သည်ဒီဝတံတနစ်ပါလုံးဝိဟရေမှုချမ်းချမ်းသာသာ နေလိုပါကုန်၏